ခုတင်ပါကတော့ထွံ့မြောက်ရာချမ်းခန်းကြီးငါဖြစ်ပါတယ်။ခန်းကြီးငါအငယ်တက်မှဆက်ရှိထိုနောက်မှာမောရှေနှင့်အာယုန်သည်ဖာရောဘုရင်ထံသို့ဝင်၍ဤဒေလာမျိုး၏ဘုရားသခင်သာရဘုရားကငါ၏လူတို့သည်တော၌ငါအဖို့ပွဲခံစေခြင်းကလွှတ်ရမည်ဟု မိန့်တော်မူကြောင်းကိုရှောက်၏ဖာရောမင်းကလည်းသာရဘုရား၏စကားကိုနားထောင်၍ ဤဒေလအမျိုးသားတို့ကိုငါလွတ်စေခြင်းဟာထိုဖျားကအဘဲသူနီဒါရဖျားကိုငါမတိဤဒေလအမျိုးသားတို့ကိုငါမလွတ်ဟုဆိုလေ၏သူတို့ကလည်းဟေပြဲသူတို့၏ဖျားသခင်သည်ကျွန်တော်တို့နှင့်တွေ့တော်မူပြီးတောသို့သုံးရခရီးသွား၍ကျွန်တော်တို့ဖျားသခင်ဒါရဖျားအားရစ်ပူဇော်ရသောအခွင့်ကို ပေးတော်မူပါသို့မဟုတ် ကာလနာပေဒါပေသို့တခုဖြင့် ကျွန်တော်တို့ကိုဒဏ်ခတ်တော်မူလိမ့်မည်ဟုပြောဆို၏အဂုတုရှင်မြင်ကလည်းမောရှိနှင့်အာယုံတင်တို့သည်ဤလူများတို့ကို အပေးကြောင့်အလုတ်ပြက်စေသည်။အမှုတော်ကိုတွား၍ဆောင်ရွက်ကြဟု မိန့်တော်မူ၏တဖန်လည်းပြည်တော်၌ထိုလူတို့သည်ယခုများကြ၏အမှုမထမ်းစေခြင်းဟံတင်တို့သည် အခွင့်ပေးကြသည်တကားဟုဖာရောဘီယံဆို၍ထိုနေ့ချင်းတွင်အအုပ်အချုပ် အကျက်အစော်တို့ကိုခေါ်ပြီးလင်အုပ်လုပ်เสียဖို့ကောက်ရိုးကို လူတို့အားအရင် ပေးတဲ့ကဲ့သို့မပေးနှင့်သူတို့သည်ကောက်ရိုးကိုကိုဖို့ရှာယူကြစေအုပ်ကိုကအရင်အတွက်အားဖြင့်အရင်ကဲ့သို့လုပ်เสียရမည်အလျင်းမလျော့စေနှင့်သူတို့သည်ပြီးကြဤထိုကြောင့်တွား၍ငါတို့ဖျားသခင်အားရစ်ပူဇော်ကြဆိုဟုကြွေးကြော်တတ်ကြဤတို့ဖြစ်၍စီကြလျက်လုပ်စီကြ ပင်ပန်းစီကြလူမိုက်စကားကို နားမထောင်စေနည်းဟု မိန့်တော်မူ၏အဝှချုပ်အကြက်စော်တို့သည်ထွက်၍ဖာရောဘီရင်ကကောက်ရိုးကိုငားမပေးကောက်ရိုးကိုတွေ့နေရအရ၌ရှာကြသို့တော်လေလောက်ရသော အလုတ်အလင်းမလျှော့ရဟု အမိန့်တော်ရှိသည်ဟု လူတို့အားပြန်ကြားကြ၏တို့ဖြစ်ပေလူတို့သည်ကောက်ရိုးအတွက် အမိုက်ကိုရှာယူခြင်းက အဂုတ်ပြည်တလျှောက်လုံးတွင် အရရက်ကွဲပြားချင်၏အုတ်ချုပ်သောသူတို့ကလည်းကောက်ရိုးကိုရသည့်ကာလ၌နေတိုင်းလုံရသည့်အတိုင်းပြီးအောင်လုံကြဟု သူတို့ကိုနှိုးဆော်ကြ၏ဖာရောမင်း၏အုတ်ချုပ်တို့သည်ခန့်ထားသောဣတရေလအမျိုးအချက်အစော်တို့ကိုတင်တို့သည် အရင်ကလုံသည့်အတိုင်းယနေ့နှင့်မနေ့၌ အုတ်လုရသောအမှုကိုအပေကြောင့်မပြီးစည်းစေကြသည်နီဟုစိတ်၍ရိုက်ကြ၏ထိုအခါဣတေလအမျိုးအကျက်အစော်တို့သည်ဖာရောမင်းထံသို့တွား၍ကိုရောဒီကိုရောဂျွန်တို့ကိုအပေကြောင့်ဤသို့စီရင်တော်မူသည်နီကိုရောဂျွန်တို့အားကောက်ရိုးကိုမပေးအုတ်ချုပ်သောသူတို့ကလည်းအုတ်ကိုလုကြဟု ဆိုသည်ဖြင့်ကျွန်တော်တို့သည်အယိုက်ခံရကြပါ၏ကိုရောလူတို့၌သာအပြစ်ရှိပါသည်ဟုအော်ဟစ်ကြ၏ ဖာရောဘင်ကလည်းသင်တို့ဒီပြည်ကြီးဒီပြည်ကြီးဒီထိုကြောင့်ငါတို့ဒီတွား၍ထာဝရဘုရားအားရစ်ပူသောကြဆုဟုသင်တို့ဆိုတတ်ကြ၏သို့သောကြောင့်ယခုတွား၍လောက်ကြကောက်ရိုးကိုမပေးရသို့တော်လည်းအုတ်ကိုပေးမြဲပေးရမည်ဟု မိန်တော်မူ၏အငယ်၁၉မှ၂၃ထိုတို့နေတိုင်းလောက်ရသော အုတ်အည်အတွက်၌ အလင်းမရောရဟုအမိန်တော်ရှိသည်ဖြစ်၍ဣဒရေလအမျိုးအချက်အစော်တို့သည်မိမိတို့၌အမှုကြီးရောက်ကြောင်းကိုသိမြင်ကြ၏ဖာရောမင်းထံမှထွက်သွားကြစဉ်လမ်း၌ဆောင်လျက်နေသော မောရှေနှင့်အာယုန်ကို တွေ့လျင်ဒါဝရဖျားသည်သင်တို့ကို ကြည့်ရှု၍စီရင်တော်မူပါစေသော အကြောင်းမူကားဖာရောမင်းနှင့် အမှုတော်ထံအပေါင်းတို့သည်ငါတို့ကိုယွန်ရှာစေခြင်းခံ၎င်းငါတို့ကိုတတ်ရသောအခွင့်ရှိစေခြင်းခံ၎င်းသင်တို့သည်ပြုကြပြီတကားဟု ဆိုကြ၏မောရှိသည်လည်းသာရဖျားထံတော်သို့တော်၍"အိုဖျားရှင် ကိုရောဒီဤလူမျိုးကိုအပေเจ้าညှင်းဆဲတော်မူသည်။အကျွန်ုပ်ကိုအပေเจ้าစေလွတ်တော်မူသည်။အကျွန်ုပ်သည်ကိုရောအခွင့်နှင့် ပြောခြင်းကပါရောမင်းထံသို့ဝင်သည့်နေ့မှစ၍ ူဒီဤလူမျိုးကိုညှင်းဆဲပါပြီကိုရောဒီကိုရောဤလူတို့ကိုအလင်းကယ်လွတ်တော်မမူပါဟုရှောက်၏โอเคနောက်ကျမ်းပိုင်းမှာပြန်ကြည့်ကြမယ်ဘိုင်ဘိုင်